ဟိုစစ်တိုက်တာမလွယ်ဘူးလေဘယ်လိုတော့သူတို့မှပြင်ဆင်ရတာလေအဲဟိုဒီတန်းကိုလက်သွားတင်မသွားတင်နေချင်းတင်မချင်းတင်နေအောက်မှာပရိသာမိုင်းတွေလက်လုံးမိုင်းဘုံတွေထောင်ထားရင်အလကားနေကိုစစ်တီပေးဆက်ရမှာလည်းရှိသေးတယ်တော့ပြရတယ်ပြောပြီးတော့အမှပါစစ်ကူးနေပြီးတော့တိတိကျကျကျဇနတ်တင်ပြောတာဟာတကယ်တင်ရတာကမှစစ်သားတွေတိတိကျဘုံမိုးစစ်ကောင်ကိုလူထောက်ခံရတဲ့ဘဝရောက်နေပြီ ဟယ်လိုချရမြို့ပြည်သူညကိုမော်တော်မာများအလုံးမင်္ဂလာပါ news page channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ3ရက်နေ့ super sunday မနေ့ပိုင်းမှာဆိုတော့ကျွန်တော်တို့နောက်ဆုံးကြားသိရတဲ့ဦးဖျက်ဖျက်တော်လန်တင်းကောင်းတွေများစွာရှိတာပဲဖြစ်ပါတယ်ဒီမနေ့မှာကျွန်တော်တို့တော်လန်ရဲ့ဘုတွေကနေပြန်မှယူဆောင်လာပေးတဲ့တော်လန်တင်းထူတင်းကောင်းတွေပြင်ဘွန်မိုက်ခွဲရဲ့ check column တွေလည်းကျွန်တော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်အယုံဆုံးနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတင်းတဲ့ဘုတ်အနေနဲ့ကတော့ စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချီမြတ်တမထာနာချုပ်ကိုရွှေတိုက်တုံးတုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တော့တမထာနာချုပ်တွင်ထိရောက်စွာပောက်ကွဲကြရောက်ခဲ့ပြီးတော့မှစစ်ကောင်စီတပ်သားတွေထိခိုက်တေဆုံးမှုရှိနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တုံးလုံးစလုံးထိရောက်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာအယံနာမြင်ကြည့်တဲ့တမ33ကိုခုလိုလက်တုံးပြန်နိုင်လို့ကျွန်တော်တို့ကျေနပ်ပါတယ်။လာမယ်ဆိုတဲ့စစ်ကောင်စီထိပ်တီးကောင်းဆောင်ကိုလည်းချင်းချောင်းနိုင်လို့ပြည်သူတွေခံစားရတဲ့မလုံခြုံမှုကိုသူတို့ကိုပြန်လုပေးနိုင်လို့ကျေနပ်ပါတယ်ဆိုပြီးတော့မှ Brave Warriors ပေါ်မှာ BWM တာဝန်ရှိသူတို့ကပြမပြောဆိုထားတာဖြစ်ပါတယ်။ဒီတမ33ဟာဆိုတော့ကျွန်တော်အရင်ရက်တုန်းကလည်းပေါ့နော်။ကျွန်တော်တော်လန်ရဲဘော်တွေကလည်းပြမအပြတ်ရှင်းလင်းခံခဲ့ရတဲ့ဒီစစ်ကောင်စီရဲ့တမဌာနချုပ်တစ်ခုဖြစ်ပြမခုဆိုရင်ပြန်ပြီးတော့မှကျွန်တော်အနေနဲ့ short tail drone တွေ drone တွေနဲ့ဆက်လက်ပြီးတော့မှမုံချိဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့ကျွန်တော်တို့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့မျိုးစွာစည်ရင်တွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်တရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ကရင်ပြည်နယ်မြောက်ရီမြို့ဆောင်တပ်ဖြစ်တဲ့ခလာရနေရ85တရင်ကိုတလိုင်းတရီကန်နေပြုံးမှာမရိညာအုပ်ပိုင်းမှာလည်းနဲ့ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်နေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။သူဖြစ်ကိုပြပဲဟိုနေညာက95ကလည်းနဲ့ကြီးတွေနဲ့လမ်းပစ်လို့ဒီနေ့ကန်ယူအဖွဲ့တွေကလာပစ်နေတယ်ဆိုပြီးတော့မှကရင်စေးတရီမြင့်ကန်နေပြုံးမှာပြောဆိုထားတာဖြစ်ပါတယ်။ မြို့ရင်းထဲမှာစစ်ဖြစ်နေတဲ့တမ်ဘဲစပရုံမှာကျတို့မြို့ရီမြို့ခံတူရနေပြမပြောဆိုထားတာဖြစ်ပြမတော်လိုင်းပုံတရရာဆိုရင်ခလာရနေရာ95တဲ့ရင်ကိုတပတ်ကြာပဲထင်းချုပ်ပြီးတော့မှပြန်လဲဆုတ်ခွာခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်ကျတို့ပြန်လဲတိမ့်မဲ့နေဖို့ပေါ့နော်စူးစမ်းနေကြတာဖြစ်ပြမ Can you ပုံတဖို့နေရထုတ်စစ်တွေဆိုတော့စကွန်စီရဲ့စစ်ကောင်တွေတခုပြီးတခုတိမ့်ပိုက်လာနိုင်တဲ့အထိအရန်ကိုကောင်းမွန်နေတာမို့လို့ဒီစကွန်စီရဲ့ ဒီတမတွေဟာဆိုတော့မကြခင်မှာကြာတော့မလားဆိုတော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့ဆောင်ကြပါပြီဖြစ်ပါတယ်ပီတိုတွေနည်းနဲ့ခွေရနေနဲ့ဖူးပေါင်းပုံဖို့လိုနေတာပေါ့နော်ကျွန်တော်တို့ဒီနေ့မရပထမဆုံးနေတဲ့ချက်မှာကတော့အခုဆိုရင်ကျတို့တော်လန်ရေးဘုတ်တွေကနေပြီးတော့ကြောက်ဖြူမျိုးအတင်းတိုက်ပွဲမှာစစ်ကောင်စီရဲ့စစ်တိုင်းဦးစီးမှုကိုအရှင်ဖတ်စီယမိခဲ့တဲ့သတင်းပေါ်မှာဆရာလူမြတ်ကျော်ကနေပြီးတော့သတင်းကောင်းတွေပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ကအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျတို့စာချေလဲရအောင်နော်အရလတ်တော်ကြီးကဒီကနေ့ရှင်းတယ် ဘာတူလဲနာမည်ဘာတူဘုံမူကျုပ်ဒုတိယဘုံမူကြီးဒီကောင်ကြီးကိုအကောင်30ပေါ့ဒီကဘုံမူကြီးအပါဝင်အကောင်30ကိုဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တယ်ရေရောမဖမ်းဘူးနောက်ပြန်ကျိုးတက်ပြီးဖမ်းရတဲ့ဓက်ဘုံတက်လာတဲ့အချိန်မှာကျွန်တော်ကဘယ်တော့ကိုလမ်းမြင်လိုက်လဲဆိုတော့သူ့ရင်ထူးမန်းလေးရန်ကုန်ပြည်မှာလွတ်လပ်စွာ တက်ကြွစွာမိမိရဲ့ဆန္ဒကိုထုတ်ဖော်တဲ့ပြည်သူလူထုတွေတော်လိုင်းသောနိုင်ငံရေးသမားတွေကိုအမိတ်ပေးပြစ်တက်ခံခဲ့တဲ့သူတွေထုတ်သွားမြင်လိုက်ပုံတန်လေးကအတူတူလေးကိုသူကဒုတိယပုံကြီးကြော်လင်းကြိုင်ဒေါ်ဆွေတိုင်တဲ့မျိုးများတော်သလားတေချာစစ်ကမယ်နော်တိုင်းစစ်ဦးစီးမှုပထမပိုင်းဂျီဝမ်လို့ကျွန်တော်သိရပါတယ်ကြော်လင်းကြိုင်ဒုတိယဘုံမူကြီးအဆင့်ဆိုတာအဲဒုတိယဘုံမူကြီးဘုံမူကြီးပြီးဘုံချုပ်ဘုံချုပ်ဒုတိယဘုံချုပ်ကြီးဘုံချုပ်ကြီး ဘုံချုပ်မှုကြီးအဲတို့တိတ်အပေါ်မှာတိတ်မရှိတော့ဒီလိုဒုတိယဘုံမှုကြီးဘုံမှုကြီးဆိုတဲ့ကောင်တွေတတ်မှမှုတွေဖြူဟာမှုတွေတိုင်းစစ်ဦးစီးမှုတွေရုပ်တွေလက္ခဏာတွေအနေအထားတွေဘယ်တော့ဒီတက်ပြက်နေလဲဆိုတာကြည့်ရင်တိတာနေတာကျွန်တော်ပြောချင်တာအဲ့တော့ဒုတိယဘုံမှုကြီးကြော်လင်းကြိုင်တိုင်းစစ်ဦးစီးပထမတန်းကြည်ဝမ်းကိုကြောက်ဖြူမြို့စက်မှုလက်မှုတင်တန်းကြောင်းတွင်တက်ဆွဲထားတဲ့နေရာ ေရှိတဲ့နေရာကိုလာပြီးတော့စစ်ကြောင်းထိုးတယ်တဲ့မတက်မရတွေတက်တိရှိလိုက်တာပိန်မမကြဘဇောက်ကဲငမအဲ့တော့ရှင်းချင်းပြောရရင်အရှင်ဖမ်းတော့ပါလေအဲ့ကြောက်ဖြူဆိုတာကလုံးဝမအခတ်တော့အေးရစစ်တိုက်နေတာမဟုတ်ဘူးနော်ကြောက်ဘူးထိုးစစ်ဆင်နေတာမဟုတ်သေးဘူးနော်ခံစစ်နေနေပြီးအားလုံးကိုဝိုင်းရပိတ်ဆို့ပြီးတော့ဘူဟာချနေတာအဲ့ဒါကိုဖက်စစ်တက်ကလာလာတိုက်တယ်ပေါ့ဗျာလာလာတိုက်တော့ခဏခဏအဖမ်းခံတယ်ခဏခဏပိတ်တယ်ဗျာ တော့လက်ရှိမှာတ냥ဒီ ERS scan ကြီးကကာကင်းတွေကိုလည်းတင်ထားပြီးတော့စီရင်ကိုအတာစီးနဲ့ကစားနေတယ်အဲ့တော့ကြောက်ဖြူကတော့တိတဲ့အတိုင်းပဲရေနဲ့စိတ်ကန်းစီမံကိန်းညမာတရုတ်တမွေပိုင်လိုက်စီမံကိန်းဂျင်းမလုံးတမောအလုံးကြီးတဲ့စီမံကိန်းတွေဖြစ်ပြီးတော့နောက်ဆက်တွဲစာချုပ်တွေကို2023ဒီဇင်ဘာ26မှာစစ်ကောင်စီကတက်တန်းတွန်းလိုက်တယ်2025ဇွန်လ25ရက်နေ့မှာတော့တက်တန်းတွန်းတာပြည့်အထူးစီးပွားရေးတော့စီမံကိန်းအကောင့်တွေပေါ်ကြီးနောက်ဆက်တွဲစာချုပ်လို့သိရတယ် ်ဒါတော့ဆီလူမဲကြောရနေပြတော့မှာပါနော်စစ်ကောင်စီရဲ့ဘုံမှုချော့ဆိုတော့ကျွန်တော်အေဘက်ကနေပြတော့မှာအရှင်ဖန်စီမိတယ်ဆိုတော့တရင်ကိုပြောဆိုထားဖြစ်ပါတယ်ကြောက်ဖြူမျိုးတိမ်းမှာဆိုတော့ကျွန်တော်ပေါ့နော်အေဘက်ကနေပြတော့မှာပီတာတင်ပရရှိနေဖို့ကြိုးစားနေတော့မှာဖြစ်ပြတော့မှာဒီချိန်မှာမယူရဆန်ဆိုတော့ကျွန်တော်ဒေါ်လာရဲ့ဘော်တွေရှိတဲ့နေရာတွေကိုစစ်ကြောင်းထုတ်ထားတဲ့စစ်ကောင်စီစစ်ကြောင်းတွေအရဆိုတော့အခုဆိုရင်သစားစီပြုတ်ခွဲပြတော့မှာကျွန်တော်ဘက်ကနေပြတော့မှာအရှင်ဖန်စီမှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်စီမံကိန်းများစွာရှိနေတဲ့ကြောက်ဖြူမျိုးဆိုတော့ပေါ့နော်ကျွန်တော်အခုဆိုရင်အေကနေပြတော့မှာ အလုံးစုံနှိချိုးနိုင်ဖို့ကြိုးစားနေတာဖြစ်လို့မကြခင်မှာတော့ကျွန်တော်တို့နဲ့ချောက်ဖြစ်မျိုးနဲ့ပတ်သက်ပြီးတော့မှ AE ရဲ့လျှောက်ကိုရောက်ရှိမယ်ဆိုတော့တဲ့ဘောမျိုးတွေခုခရဲတွေ့နေတာပဲဖြစ်ပါတယ်။တေယုတ်ကနေပြီးတော့မှစစ်ကောင်စီရဲ့လွှဲနဲ့ပတ်သက်ပြီးတော့မှခုချိန်ထိကြောထောင်းတော့ခံပြောမယ်ဆိုတော့ပေါ့နော်။နောက်တော့အကြီးကျယ်ရသွားမယ်ဆိုတော့အရေးရောင်တွေလည်းကျွန်တော်အခုခရဲကတေယုတ်အနေနဲ့တည်ထားတင်နေကြပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျန်ရစ်ခဲ့တဲ့တပ်တွင်းမီတာစုံတွေရဲ့ရတင်ထက်တဲ့ကြိုးခံဆက်ခွန်တွေကိုခိုးထုတ်နေကြတဲ့စစ်ကောင်စီရာရှိတွေကြောင့်တင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်ဆက်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော်။ ဒီတစ်ခါမှာတော့ Donna TV ရဲ့တက်မတော်တွေကစကားတက်အစီအစဉ်အနေနဲ့ဖအန်ကတက်ပြင်းနေရေးမိတူရေးသားပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမကတမ20နှစ်တမဌာနချုပ်ကတက်ပြင်းနေရေးမိတူဖြစ်ပါတယ်။ကျမလိုတက်ပြင်းနေရေးမိတွေအပေါ်ခေါင်းမုံဖြတ်ပြီးမတရားသဖြင့်ဆောင်ရွက်နေကြတာကိုအများကသိအောင်သတင်းတင်ဆက်ပေးပါရှင်။ကျမအမျိုးသားကတမ20နှစ်တမဌာနချုပ်ကပါရခိုင်တိုက်ပွဲဖြစ်စဉ်အတွင်းမှာစစ်တုံးမှအဖြစ်ဖမ်းဆီးခံရပြီးတည်သလားရှင်သလားမသိရပါဘူး။အမျိုးသားဖြစ်သူစစ်တီကိုပြောက်ဆုံးစီရင်သွင်းထားတာမို့ ကျမတို့မိသားစုတက်ပြင်မှာထွက်နေကြရပါတယ်။ကျေးဇူးတို့မိသားစုများအတွက်အထက်ကခံစားခွင့်တွေချထားပေးမယ်။ဈားတွေကနေလူကြီးတွေမသိအောင်ဖျက်ဆားလက်စားလုပ်နေကြပါတယ်။အဲဒီလိုဖျက်ဆားလက်စားလုပ်နေတဲ့တမ20နှစ်ကဌာနချုပ်တက်ခွဲမှုဘုံမူထက်ဝေရန်ဦးရဲ့အကြောင်းကိုပြောချင်လို့ပါ။သူကကျမတို့လိုစစ်တီအမျိုးသားပျောက်ဆုံးနေတဲ့ရဲမေတွေအတွက်နိုင်ငံတော်ကပေးရတဲ့ငွေတွေကိုအမြဲဖျက်ဆားလက်စားလုပ်ပါတယ်။အခုလည်းကရင်ပြည်နယ်ဝန်ကြီးချုပ်ကရခိုင်တိုက်ပွဲဖြစ်စဉ်တွေအတွင်းမှာပျောက်ဆုံးသွားတဲ့သူမှန်သမျှကိုတပ်ဦးကိုအကြံ၅သိန်းထောက်ပံ့ပေးပါတယ်။ ဒါကိုတက်ပြင်းနေသူတွေကိုစီးရင်တည်ပြီးတမကတောင်းပေးထားပေမဲ့သူကတက်ပြင်းနေမိသားစုတွေအတွက်ထောက်ပံ့ငွေကိုမပေးဘဲဖြက်စားလက်စားလုပ်ထားပါတယ်။ကျမတို့ရဲမေတွေမှာအမျိုးသားတွေဆုံရှုံလို့ဘဝပြတ်နေကြရတာကိုတော့မဆာမနာလုပ်ရကြပါတယ်။ရင်းငွေတွေဟာမစားသေးတဲ့ထောက်ပံ့ငွေဖြစ်ပြီးအခုအချိန်အပါအဝင်စံရည်သူတွေရဲ့ရပိုင်ခွင့်တွေကိုအချိန်ချင်းအလွဲသုံးစားပြုနေတာကြောင့်တက်ဆိုင်ရာလူကြီးမင်းများတရှိစေဖို့ဒေါနာကတင်ဆက်ပေးပါရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာ တမတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကတိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်တာနက်ရဲမြေတွေနဲ့တက်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတင်ဆက်ပေးဖို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒီလိုပဲပေါ့နော်စစ်ကောင်စီအရာရှိတွေအရဆိုတော့တို့ဒီအောက်ခြေလက်သားတွေပေါ်မှာ ထိုးချွေးခံဆင်းနေတဲ့သုံးချပ်ပြီးတော့မှသူတို့ရက်တင်းထည့်တဲ့ချိုးခံဆက်ခွန်းတွေကိုရက်ကထောက်ထည့်နေတယ်ဆိုတဲ့အကြောင်းကျတော့ထပ်ပြီးတော့မှကြားသိရတာပဲဖြစ်ပါတယ်။တပ်တွင်းမိသားစုတွေကတော့သူတို့ရက်လင်းကိုကြားလဲဆုံးအခုဆိုရင်သူတို့ရက်တင်းထည့်တဲ့ပေါ့နော်။လဆာခံဆက်ခွန်းတွေတော့မှသူတို့အနေနဲ့လုံးဝမရရှိလို့ပဲနဲ့လိုင်းခန်းနေပြီးတော့မှဖေရှားခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါတွေကိုတွေးကြည့်မယ်ဆိုတော့ဆင်းနာဖို့တော်တော်ကောင်းနေတာဖြစ်ပြီးတော့မှကျတော့မှန်တယောက်မြင်လို့တယ်ပေါ့နော်။တပ်တွင်းမိသားစုဝင်တွေအောက်ခြေသားတွေအနေနဲ့တော်လရေးပြည်သူတွေနဲ့သူအခုချိန်ကလေးကအလင်းဝင်ပူပေါင်းတည်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုံမှန်ကြော်ဆိုးကနေပြီးတော့မှဘော်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်ဖို့အခုဆိုရင်သူ့အနေနဲ့ထောက်ဖို့လုပ်ငန်းတွေမြန်မြန်လုပ်ဆောင်သွားမယ်ဆိုပြတော့နော်အချောင်ပြောဆိုထားတယ်လည်းကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရဒီမှာဒါကျွန်တော်တို့ဒါဗမာပို့မဲ့ဒါမီဆာဂရစ်မီဆာဂရစ်ဘူးကြီးလေးဘူးပေါ့ဘူးကြီးလေးဘူး တော်နည်းနည်းတော့ပြင်းတယ်ဗျာကျွန်တော်ဆိုရင်ဒီနားနားလေးပဲချင်းကျွန်တော်တစ်လုံးတော့တောင်းရင်းနေပါလက်လက်လက်ပြလို့ဟွာပဲတောက်တယ်လေးပုံတစ်ပုံပဲတောက်တယ်တော်တော်လေးတော့ကောင်းပါပြီဗျာဒါကျွန်တော်တို့ဒါရှေ့တန်းမှာတောင်းထမ်းဆောင်နေတဲ့ဒီတက်မော်သားတွေအတွက်ကျွန်တော်ရဲ့ဒီပွေးပို့မှုကတော့နည်းပါတယ်သို့တော်လည်းပဲကျွန်တော်ဆက်ပြီးတော့ရေရှင်းပါကျွန်တော်ဆက်ပြီးပို့ပြီးတော့မှာဖြစ်ပါတယ်တော့ဒါဗျာအာဒါကတော့ကျွန်တော်တို့ဟွာလေးပေါ့ငဏီတူနဲ့ငဏီတူနဲ့ကျွန်တော်တို့မြုပ်ဒီအဆက်အဆက်ကျော်ဒီလိုအထုပ်ကျွန်တော်အထုပ်ကြီးတုံးတော့ပေါ့အထုပ်ကြီးတုံးတော့ကျွန်တော်သားပို့ပြီးမှာဖြစ်ပါတယ်အဲ့တော့ တက်မော်တာတွေကတော့မှပြည်သူများစွာရှိပါတယ်အဲဒါလည်းကျွန်တော်တို့ဒါတတ်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ပံ့ပိုးပေးတာဖြစ်ပါတယ်အလားတူပါပဲကျွန်တော်တို့ဒီပံ့ပိုးမှာရှိတဲ့တက်မော်တာတွေအတွက်ကျွန်တော်တို့ဒီလိုအပ်တဲ့ဟာလေးတွေကျွန်တော်နိုင်တဲ့လောက်ထပ်ပြီးပံ့ပိုးပေးတော့မှဖြစ်ပါတယ်ဟုတ်ဒါတော့ဗျာကျွန်တော်မိကကိုင်းတော်တော်လှပါတယ်ဒါတော့မိကကိုင်းတစ်ဆက်တည်းတော်တော်လှတယ်ကျွန်တော်တို့ကအင်းအားကောင်ပါမှာပဲကျွန်တော်ကជីပြလာတဲ့သူတွေဟောဒီမိကကိုင်းကជីပြလာတာမဟုတ်တဲ့ကကျွန်တော်တော်တော်လှတယ်ဗျာကျွန်တော်တို့လည်းဒီကန်နဲ့ပတ်သက်ကျွန်တော်အလန့်ဝေးတာမဟုတ်ပါဘူးကျွန်တော်တို့ကျွန်တော်ငယ်တော့ကဒီဒီတွန်တေးဘက်မှာငားမွေးတဲ့စီမှာကျွန်တော်အလုပ်တွေလုပ်ခဲ့ပူပါတယ်အဲ့မှာဆိုတော့အေကတရာနှစ်ယောက်ပါဗျာတလောက်ကအကြီးဆုံးပေါ့ ဒီမှာဒီအေးကဒီအေးကဆိုတဲမှာမဟုတ်တော်တော်ကြီးကြီးတယ်တော်တော်လေးလာပါတယ်ဒါကျွန်တော်တို့နိုင်ငံတော်ဘယ်လောက်လှလဲဗျာဒါတွေကျွန်တော်တို့နိုင်ငံနိုင်ငံသားတွေထိန်းသိရမှာဗျာမြန်မာနိုင်ငံရှိလူတွေထိန်းသိရမှာဘယ်လောက်လှထားလဲဒါကခင်ဗျစစ်သွေးကြွတွေဝင်မလာနိုင်လို့ဒီလိုမျိုးဒီလောက်အလှအကုန်ကြက်နေတာဝင်ကြည့်ပါလားခင်ဗျမျိုးလုံးနဲ့မြင်ကြည့်လားအကုန်လုံးမှာမီးလောင်မီးလောင်မီးလောင်ပြင်းနေတုတ်တန်တစားလွင်မျိုးလို့ဖြစ်သွားမှာပေါက်ပန်းလေးဆယ်တွေပြောတတ်တယ်နော်အခုဆိုရင်သူ့အနေနဲ့ ထပ်ပေါ်မျိုးကိုရရှိနိုင်ဖို့ထပ်ပေါ်လုံအောင်မြေမြလို့ဆုံးမယ်စပရမာကြီးညာထားတာပြီးတော့မှဂျာထက်ကနေပြီးတော့မှကျွန်တော်တို့တလိုင်းရဲဘော်တွေကြောင့်မြို့ရတွေပစ္စည်းရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူခွဲစကားတွေပြောဆိုနေတာဖြစ်တယ်ဒီကောင်တွေကတော့ဆစ်ရှုံးပြီဆိုတာနဲ့ကျွန်တော်တို့တလိုင်းရဲဘီရတာတွေနဲ့ပြီးသူတွေဂျာထက်မှာဒီလိုမျိုးပေါ့နော်အောက်လုံးတွေနဲ့သူခွဲစကားတွေပြောဆိုနေတာပြီးတော့မှဒါကတော့ကျွန်တော်တို့တလိုင်းရဲကိုဖြစ်မောက်လို့ချင်တဲ့စိတ်နဲ့ပြောဆိုနေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်သူတို့ရဲ့ဒီကျွန်တော်တို့တလိုင်းပြီးသူတွေပေါ်မှာတစ်ဖြတ်တည်းအမှုတွေအရဆိုတော့ နိုင်ငံတကာကနေပြီးတော့မှလည်းသိရှိထားတာမို့လို့သူတို့အနေနဲ့ပေါ့နော်ပြန်ပြီးတော့မှပေးဆက်အရေးယူခံရမယ်ဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှသတိပေးပြောလိုပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမဆော်ပွင့်ရနေပြီးတော့မှတော်လန်ရေးဗီဒီယိုသားတွေကိုဘယ်လိုမျိုးပြောနေမျိုးစားပြီးပြောအောင်မလဲဆိုတာကျွန်တော်စပြေမှာကြည့်လိုက်ရအောင်နော်။တောသူတောင်သားညီကောင်မောင်နှမတွေရဲ့အိမ်လေးမြေလေးအကုန်ပြည့်စည်မယ်။ငလျင်တဲ့ဆိုးမှာတချို့နေရတယ်အဲ့လိုအချိန်မီပူပေါင်းပြီဆိုလို့ရှိရင်ပြီပြီဆိုရင်တက်ကတော့သူလဲသူ့မှာအားနေကြအားသာကြတော့ ချက်ချင်းမရှင်ပေါ်ဆောင်နိုင်ဖို့ဆိုတာကဟိုစစ်တိုက်တာမလွယ်ဘူးလေမလွယ်တော့သူတို့မှပြင်ဆင်ရတာလေအဲဟိုဒီလမ်းကိုလက်သွားတင်မသွားတင်နေရှင်းတယ်မရှင်းတယ်နေအောက်မှာပရိသာမိုင်းတွေလက်လုံးမိုင်းဘုံတွေထောင်ထားရင်အလကားနေကိုစစ်တီပေးဆိုင်ရမှာလည်းရှိသေးတယ်ဟင်းเจ้าတာလားတော့မလောတော့မလောနေဒါပေမဲ့ကိုကကိုကဒီလူတွေကိုတစ်ချိန်လုံးကအကောင့်ထင်ခဲ့တာတွေရှိတယ်နော်အကောင့်ထင်ခဲ့တယ် PDF တွေအာပြန်ချတော့အာမဒီဆက်အနာချင်းတို့တော်လန်တို့အာတို့မေစုပါဖြစ်တယ်တို့ညာဖြစ်တယ်တို့အဲ့လိုပြောလိုက်တော့ အဲ့လိုပြောခဲ့တဲ့ဓာန်တွေတော့အနည်းနဲ့အများတော့ခံစားရမှာပါကျင်းသေးပါလေအဲ့ဒါเนาะအဲ့ဒါကြောင့်မလို့ဟိုစိတ်တော့မကောင်းဘူးစိတ်တော့မကောင်းတဲ့အထဲမှာကျွန်တော်တို့လည်းတက်နိုင်တဲ့ဘက်ကနေပဲကိုလှုပ်နိုင်တဲ့အစိတ်ပိုင်းကနေပဲဝိုင်းဝန်းပြီးတော့လှုပ်ဆောင်ပြီးလို့ရတာအလားကိုအပြစ်ပြောနေတာမဟုတ်ဘူးနောက်တစ်ချိန်မှာဒီစစ်ပွဲတွေငြင်းချမ်းသွားလို့ငြင်းချမ်းသွားတဲ့နေမြေတွေပေါ့ဗျာနေမြေတွေဆိုရင်နောက်ဆိုလို့ရှိရင်ဓာတ်တွေကိုစင်ကျင်တုံတရားနဲ့အသိဉာဏ်ပညာအုံနောက်နဲ့စင်ကျင်နိုင်အောင်လို့ပြောပေးတာเนาะအပြစ်ပြောတာတော့မဟုတ်ဘူးတစ်ချိန်တော့သတိတိုင်းတိုင်းလို့မုံရွာဆိုဟုတ်လားဝင်မိုးနိုင်လို့ဟုတ်လား ဟေးဟေးမော်ရွာတို့နံပါတ်1လောက်မှရှိတယ်မြန်မာနိုင်ငံမှာဒီအုံစုဘူးအုံကြွထားကြထွားကြပလိုက်အခုကြည့်လိုက်မနေ့တက်မတော်ပြန်ပြီးတော့ငင်းချမ်းအောင်ပြန်ပြီးတော့ထိန်းသိမ်းထားပြီးတော့အလူရှင်ပွဲတွေနော်လက်ကျွန်တော်တို့ဆိုအမြေချောင်းတွေသွားနော်အခုမန္တလေးဆိုရင်ဒါတော်တော်ထိန်းထားတာမန္တလေးတပြုတ်လုံးဆိုရင်ခင်ဗျားနီးချောင်းတွေအခုနီးချောင်းကအစွန်းပိတ်တစ်ဖက်ပိတ်နီးချောင်းနဲ့ဇုံလုံးပိတ်နီးချောင်းနဲ့မတူဘူးဘောရင်ရတော့ပါနော်ကျွန်တော်တော်လန်ပြည်သူတွေဒီကောင်းနေပြီးတော့မှဇောကားမောကားနဲ့ပြောဆိုထားတာဖြစ်ပါတယ်သူပြောပုံရကျွန်တော် တော်လမ်းပီတိုရီရဲ့ဒီထိုးစစ်တွေနဲ့ကျွန်တော်တို့ရဲ့ခွန်အားတွေအရဆိုရင်ဒီကောင်တွေကနေပြီးတော့မှစူပုံကြောင်းမှုတွေလောက်လာပြီဆိုတာနဲ့တော်တော်လေးကြောက်နေတယ်ဆိုတာပေါ့နော်အထင်သာကြီးကြားရတာပြီးတော့မှကျွန်တော်တို့တော်လမ်းပီတိုရီနဲ့ရောက်ဝေးတာဆက်လက်ပြီးတော့မှပူပေါင်းညီညာအားနဲ့လှုပ်ဆောင်သွားမယ်ဆိုတော့ဒီစစ်ကောင်စီတပ်လုံးဝပြုတ်မယ်ဆိုတာတော့တေချာနေပြီဆိုတော့အကြောင်းတွေလည်းကျွန်တော်တို့ထပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်လူမျိုးတိုက်တိုင်းရှုံးပြီးတော့မှအခုဆုံးကိုပြုတ်ဝေးပြီးနေကျွန်တော်တို့တော်လမ်းပီတိုရီစီမှာအလံပြူတောင်လဲနေချနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဆိုတော့ဖြစ် အခုဆိုရင်တောင်ပိုင်းတိုင်းပေါ်ဝင်ခြံတဲ့နေရာတော်တော်များများမှဆိုတော့မြောက်စာဖြစ်ပြောင်းလဲခြင်းခံရတာပြုမှမြောက်လိုင်းနေနဲ့နောက်တွေတော့မှလုံးဝဂူယူမဆိုင်တော့ဘဲနဲ့ပေါ့နော်သူတို့ကဒီထိုးချွတ်ခံအစ်စ်နေနဲ့အုံချနေတာဖြစ်လို့ကျွန်တော်ရှိမှပြောခဲ့သလိုပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများဆုံးကျွန်တော်တို့နဲ့ပူးပေါင်းဖို့ကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှဖိတ်ခေါ်ပြောလိုပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါအသားကနေပြတော့မှဟိုတလောကပဲတူအနေနဲ့ပြတော့မှမြောက်လိုက်ရဲ့ ဝိတောက်ရင်တွေကိုဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှရှာရှိပြောဆိုမိလို့ပါနော်အခုဆိုရင်ဖမ်းခံရတော့မှကိစ္စအကြောင်းသူကနေပြီးတော့မှပြောဆိုထားတဲ့အရာလေးကျွန်တော်စပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ကိုကတေးရောမကြောက်တဲ့ကိစ္စကွာဘာလို့ကြောက်အောင်နော်ကိုရောပြောပါနော်တိုင်းမျိုးတကယ်ချစ်တဲ့သူငါတို့ဒီအသက်ငငယ်လေးတွေကနေမွေးကလေးကနေပါအသက်နှစ်ပေါင်း90ဒီတိုင်းမှာနေလာတာဒီတနေရာထဲမှာပဲနေလာတာအဲ့တော့ငါတို့နေတဲ့ငါတို့မျိုးရဲ့မျိုးငါတို့ကချစ်တယ်ကြည့်ရတော့ကျွန်တော်တို့ကတော့ဖန်စီမှားစီငါတို့ကတစ်ဖက်တစ်ဖက်သုံးငါတို့ကပြောပါလေမျက်မှတ်တတ်တာတော့ဒီဘက်ကစောက်သုံးမကြတယ်ဒီဘက်က ောက်သုံးမကြကြောင်ပြောမှာပဲဟိုဘက်ကကောင်နေမှားနေတယ်ဆိုမှားနေတယ်ကြောင်ပြောမှာပဲဘာကြောင့်လဲငါတို့ကပြောပဲပြောနိုင်တော့အဲ့တော့ငါတို့ကတိုင်းပြည်ကိုတကယ်ချစ်မှန်းတီးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘသူမှငါတို့လာတက်မှလည်းမဟုတ်လာလည်းဖမ်းမှလည်းမဟုတ်ငါတို့ကဘေးမဲ့ဘေးမဲ့ကောင်ဟောဟုတ်လားတစ်ဖက်ကလည်းမြန်ကုန်မှာရှိရဆိုတဲ့ကောင်နေနော်ရောင်းမှာရှိရဆိုတဲ့မြေရောက် underground ဆိုတဲ့ PDS ဆိုတဲ့ကောင်နေငါချက်သွားနေတာဟောအကုန်မြင်နေတာနော်တက်ချင်တက်လို့ရဘာကြောင့်မတက်တာငါတိုင်းပြည်ကိုချစ်တဲ့သူတွေဒီကောင်တွေကမတက်တာစစ်တပ်ကကောင်နေငါစစ်တပ်ကငါဆဲရတဲ့တိမ့်ပိတ်ပြီးတော့နော် မကောင်းတိုင်းထောက်ပြနေတယ်။ဘာကြောင့်မို့လို့စစ်တပ်ကငါ့ကိုလာမဖမ်းတာ။တိုင်းပြည်ကိုချစ်တဲ့သူမှန်းသိလို့လာမဖမ်းတာ။ရှင်းရှင်းလေးငါတို့ကမင်းတို့ဖမ်းလဲစောက်ဖူးမဆိုင်ဘူး။ဟိုကောင်နဲ့ခေါင်းကိုတက်ပြီးလာပြစ်လဲငါတို့ကစောက်ဖူးမဆိုင်ဘူး။ငါတို့ကညစ်နေတဲ့ကောင်တွေ။ငါတို့ရဲ့ညိုးဆက်တောက်လျှောက်လုံးကငါတို့ကနော်ရှေ့ဘက်စပြီးတော့လူဖြစ်ခါစတယ်ကွာ။တိုင်ပတ်ပြီး88ရေးခဲတဲ့တိုင်ပတ်ပြီးတော့စစ်သားနာသိတိုင်ပတ်ပြီးတော့ငါတို့နေလာခဲ့ရတဲ့ကောင်တွေစစ်စိုးကတက်အောင်မှာငါတို့ကထုတ်ချယ်မှုမျိုးစုံပေါင်းစုံနဲ့ငါတို့နေလာခဲ့ရတဲ့ကောင်တွေ။အဲ့တော့ ကောင်းမဲ့ကြံတော့ရှိသေးတယ်အခုနောက်တစ်ခုထပ်ဖြစ်တယ်ဆိုတော့ငါညစ်သွားပြီနော်တော်တော်ကြီးကညစ်နေပြီညစ်နေတော့ရှောင်းရတဲ့အေးတယ်ကွာမိကလေးတို့နိုင်ငံသားပြေးလို့လည်းမရနော်အသက်ကကြီးနေဘက်နေဘယ်သူမှပုံမှန်ကငါတို့အလုပ်ခိုင်းမဲ့လို့မရှိတော့အဲ့တော့နိုင်ငံသားပြေးလို့လည်းမရဘူးဒီတိုင်းကြီးပါငါပေးခဲ့ပြီးငါနေရတော့အညစ်တော့ကောင်းမင်းလက်သက်လေရှောင်းရအေးတယ်ကွာကောင်းနာဖမ်းလဲရောက်ထောင်ထဲမှာအေးစေးနေပဲရောက်ရှင်းရှင်းလေးဟုတ်ပြီလားအဲ့တော့ဘာဝမကယူမဆိုင်တော့တဲ့အထင်မှာငါတို့ပါတယ်ငါတို့တိုင်းပြည်အတွက်နော်ငါတို့တတ်နိုင်တယ်မြတ်ငါတို့အစွမ်းကုန် ကောင်းသွားအောင်ငါတို့ကြိုးစားပြီးကောင်းတော့ပြောနေအောင်ပါပဲ ဒီကောတော့ဗောနောမြောက်လိုင်းရဲ့လိုရတွေနဲ့ပတ်သက်ပြီးတော့မှာခုဆိုရင်မချင်တော့ဘူးဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပြီးတော့မှကျွန်တော်ခေတ်ဆက်ဆက်ဆရာနေရှင်စနေအောင်မှာနေလာခဲ့တဲ့အတွေ့အကြုံကိုပြန်ပြီးတော့မှာပြောဆိုထားပဲဖြစ်ပါတယ်ဒီဘောမတွေကနေပြီးတော့မှလည်းအခုဆိုရင်စစ်ကောင်စီရဲ့ဗောနောလိုရတွေနဲ့ပတ်သက်ပြီးတော့မှာတော်တော်လေးပေါက်ခွဲပြောဆိုနေကြတာဖြစ်ပြီးတော့မှအချိန်တိုင်းအောက်ခြေကဒီအချင်းပြစ်ဝန်ထမ်းတွေနဲ့အိုကြီးတွေတဲ့ဒီလုံစားခွင့်တွေကိုဖန်တီးပေးနေတယ်ဆိုတဲ့အကြောင်းတွေပါသူတို့ကနေပြီးတော့မှ ပြောဆိုလာကြတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ကြည့်ချင်အဖြစ်မြောက်လိုင်းနေနဲ့ကတော့အခုဆိုရင်သူ့ကိုထောက်ခံပါတယ်ဆိုတဲ့ဘောမအယုတ်ကိုက်တွေရဲ့ ယုံကြည်အားပေးမှုကိုတောင်းပါပါနော်တဖြည်းဖြည်းနဲ့ရရှိမှုနည်းလာတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တော်လန်ရေးကိုဖြစ်လို့ဖြစ်စီပုံစံနဲ့အားချောင်းပေါ်ပန်းလေးဆက်ပြောဆိုနေတဲ့ပိုင်ရဲကိုကိုကျွန်တော်တော်လန်ပြတဲ့သားသူဖြစ်တယ်ပေါ့နော်ကိုစီကနေပြီးတော့မှဖြည်းဖြည်းနဲ့နဲ့ဆုံးမပြောဆိုထားတဲ့အားလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ကျွန်တော်တကယ်ပြောလို့ချင်းလုံနေလုံနေတာမလုံနေတဲ့အခါကျတော့ပို့ပြီးတော့မဆုံးရှုံးတဲ့နဲ့ကလေးတွေဆုံးရှုံးပြီးစိတ်တိုင်ရာတွေရမောင်းတာပေါ့အခုကကြိတ်ပြီးတော့ဟို တော့နေတဲ့ပုံစံမျိုးတော့ရှိတာပေါ့ဗျာကျွန်တော်တို့ကတော့တကင်းတွေအကောင်တိပဲတချို့ကတော့ပဲကျွန်တော်တို့ကထပ်လာပြောတာပြောချင်ဘူးပြောချင်လို့ပြီးလို့နော်ပြီးလို့နော်ပြီးလို့နော်ဟိုဒါပါပြီးလို့ကြောက်တော့မှပြီးလို့ပြောပြီးသူကဟိုနေကြလိုက်တာဒါဘောလို့အများကြီးရာလိုက်ကြီးတော့တွေ့တယ်လို့သွားပြောဟိုဘက်ကလူတွေပြေးတိုင်းလိုက်ကိုကလည်းသွားပြောလို့လေဒါဘာပဲလဲပြအတ္တိပြဆိုလာအောင်မတက်တယ်တော့မပြောအချိန်တန်ကြွနေကြတာတော့ရှိနေတာပဲနော်အဲ့တော့တိုင်းကြီးကြောင့်လိုလာတဲ့ဘိုင်းကိုပြောနေတယ်ဗျာ။ဒါကတော့ဒါလေးတုံးတာလေးရှိပါအောင်။ဒီနေ့ကတော့ဘာမော တော့လည်း easy ပါလူကခံရတော့လည်းစိတ်ရောကိုယ်ကလည်းလည်းခံရလဲကောင်းအောင်ကျင်နေပါလားရတဲ့ကပို့ပြီးတော့မအောင်ပါဘူးအဲ့လိုမဖြစ်ပါဘူးကြောက်ပြီးတော့ဒါမှအအောင်တော့ဒါလေးသွားလုံးလုံးနဲ့ကောင်းအောင်တော့သွားမလုံးနဲ့အကောင်ကြိတ်ခံနေရတာရှိတယ်ဒီဘက်အရောက်တိုင်းအဆက်လေးအကောင်ကြိတ်ခံနေရတာရှိတယ်ကျွန်တော်တို့ဘက်ကအตาလေးပဲဖြစ်နေလို့25ရက်5လ55မှာဒီတည်ခဲ့တဲ့ဟာကကြောက်တော့အေးစိမဲ့ဆိုရမှာဒါကြောင့်ကျွန်တော်ရေရှင်တယ်လို့ပြအောင်နော် အဲကျောင်းတော့ပဲလေ AC မှာကျောင်းတော့ဒီဘက်မှာဒီကောင်းလေးဆို KR လေးဆိုသူတို့ online နဲ့တော့တိုက်တာကားလေးငါးကြီးနဲ့တော့တိုက်တာရှိနေတော့ပေါ်ကနေအဲ့လိုမျိုးပြောပြောတော့အားတော့လေအားတော့ပါလေကျောင်းပါပါလေကဲတူဒိတ်တက်တာတော့15ရက်နေသူဒိတ်မတက်တော့ဒီ video file တက်လာတာမကြတဲ့ကျွန်တော် ပြီးတော့ပြန်ကြည့်ဘယ်လိုလုပ်ဖြစ်ဖြစ်ဒါလက်ရှိဘောမကြီးအများစုပထမဖြွတ်ထွေးလာတယ် အာကြောက်တော့မအေးစေအဲ့ဒီဘစ်ထုနေဆိုတော့တဘောကြလို့ကျွန်တော်ဒီရေရှင်ကိုနှုတ်ပေးတယ်နော်အာကြောက်တော့မအေးစေပါဘစ်ထုထားတာပါဘာဖြစ်လဲဘစ်ထုကဘာဘစ်ထုကဘယ်လိုထုတာလဲမင်းပြန်ကောင်းထုတာလားဟမ်ဆော့မော့ကရီပြောပြီးတော့အမှဗာစိတ်ကူးရင်ပြီးတော့တိတိကျကျရောက်ဇလန်းဖြစ်ပြောတာဟာတကယ်တင်ရတာအောက်မှာစစ်သားတွေတိတိကျဘုံမိုးစင်ကကိုဒူးထောက်ခိုင်းနေရတဲ့ဘဝရောက်နေပြီမင်းတို့နေနေတော့ငါကောင်းကြလားမင်းတို့ကတကယ်စစ်သားကိုချစ်တယ်ဆိုရင်မင်းတို့စစ်သားကရှုံးတော့မှာစိတ်ခေါ်ပြီးတော့ငါတို့တိုက်နေတာ ဘုံမှုစင်ဘုံဒီဘုံမှုတွေဘုံမှုထုတ်ပြီးဒူးထောက်ပေးရတယ်ဆိုတဲ့တမိုင်းမင်းတို့ရှိခဲ့ဘူးလားငါပြောတော့မှားလားအဲ့ဒီအထက်ရောက်နေအောင်မင်းတို့ကနိုင်တော့နိုင်တော့ဆိုရင်ကျင်းနေတယ်မင်းတို့ကျင်းနေကြချုံမှာမယုံကြည်လားဒီဘောမရကတော့ဘောနာအခုချိန်ထိအေးစေးပါရေခဲ့ပါတယ်ဆိုပြတော့မှသူတို့အထက်ရရှိတွေကလည်းမြန်မာပြောကြားထားတဲ့အတိုင်း ဝါရဖျံပြောဆိုနေတာပဲဖြစ်ပါတယ်အောက်ချီမှာသူတို့စကွန်စီတပ်ဖွဲ့ဝင်တွေအုံယုံနဲ့မျိုးဆက်ဖြစ်နေတာတော့မှသူတို့တွေနဲ့တီတီလေးနဲ့ကိုဒီလိုမျိုးပေါ်ပန်းလေးဆက်လိညာပြောဆိုထားတာကိုကျွန်တော်တို့ကြည့်ချဖြစ်ပါနော်ဒါကတော့တပ်တွင်းမီတာစုဝင်တွေလုံအောင်ကိုတရင်အမောင်ချခံထားရတယ်ဆိုတာကိုလည်းထပ်ပြီးတော့မှသိရတာဖြစ်တယ်ကျွန်တော်တို့တောင်ပိုင်းတိုင်းနဲ့ဟုတ်ဆိုရင်ရခိုင်ပြည်နယ်ထဲမှာရှိတဲ့စကွန်စီရဲ့စစ်တိုင်းဦးစီးမှုတွေလိုမျိုးပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှအရှင်ဖားစီရမိတဲ့စကွန်စီတပ်ဖွဲ့ဝင်များစွာရှိနေတာမို့လို့ဒါတွေကိုကြည့်ချဖြစ်စကွန်စီတပ်ဖွဲ့တွေဆိုတော့တပ်တွင်းရုံးပစ္စည်းတွေပြီးတော့မှတိုက်လို့ခိုက်လို့စိတ်တွေလည်းမရှိတော့ ောက်ဘူးလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်ပီတူတွေနဲ့တော်လိုင်းရဲဘော်တွေရဲ့ဟန်ချင်းညီနဲ့ဒီတော်လိုင်းကို80ပြည်မှာလွတ်ဆောင်နေတဲ့အရွေတွေအားဆိုတော့အခုဆိုရင်ကျွန်တော်ရက်လက်ကောင်းတွေမြင်နေရတာမို့လို့ကျွန်တော်အနေနဲ့အဆုံးစင်တွေတွားလိုက်မယ်ဆိုတော့မြောက်လိုင်း physics analysis စနစ်ဒေချာပေါ့ကိုကြာဆုံးမယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့မှလည်း fine video ကိုဒီနေ့ပေါ်ပဲဆုံးသတ်ချင်ပါတယ်။စအဆုံးကျေးဇူးပေးချတဲ့မြို့ဝပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျေးမှချင်တဲ့ပြဆုံးပြီးတော့မှတရားရေးချမ်းတဲ့နေ့တည်းလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုံးမကောင်းတောင်းပစ်လိုက်ပါတယ်။